အေးလီစားရနေတောက်ခံနေချောင်းကတဟော့ဟော့နဲ့ညွန့်စရာကြီးတရားအားနာမပြောရဘူးသူမိမိကလည်းဒီကားရတဲ့အချိန်မှာသူကဒီရှုတဲ့စိတ်ပေါ်စားရောက်ပြီးဆိုတာနဲ့အဲ့ဒီအတိုင်းနေတာကာရက်တာအတိုင်းအဲ့လိုလောကမျက်နှာကိုအဲ့လိုမျိုးညှိုးငယ်ပြီးတော့အဲ့လိုအယဲတနာဖို့ကောင်းတယ်ဒီတိုင်းကြည့်နေအောင်ပါကိုငယ်ငယ်တုန်းကသူကားကြီးကြည့်ပြီးအားမေးကြီးကတကယ်တည်းကိုမိမိကအဲ့တော့ အဲ့လိုဆိုတော့လေစင်းမော်မှာအဲ့လိုသူကလေရောက်ကြတဲ့ကအဲ့လိုလိုမျိုးလေးအော်ကိုကလေကိုကြီးကမဖြစ်တင်ညာဖြစ်တယ်ဆိုတော့မပြောရဘူးလေလားအဲ့လိုဟဲ့တနာပါဘယ်ဘာလို့အဲ့လိုကြီးပြောနေရတယ်ပေါ့နော်အဲဟုတ်တယ်အရန်ဆိုးရယ်ဆိုးရအောင်မှသူဆိုးရတဲ့ကိုရိုင်းနေလို့ပြောလို့ရမယ်ပေါ့နော်ဒီကိုအကူအရင်ဟိုမှ အာအရန်မောက်မာပြီးတော့စကားတွေကအရန်ကြမ်းတမ်းနေပေါ့နော်ပြီးတော့ကားလေးတစ်ခုလောက်မြစ်တာရက်ခံချင်တာဗာလေဆိုတော့ဒီကားလေးကိုအာဒီကားရဲ့မှာပါရဲ့တချို့တန်လို့တွေကပေါ့နော်အာတန်လို့တွေကပေါ့နော်အရန်ကျန်းနေပေါ့နော်တာကိုယ်တိုင်မပြောချင်ဘူးဒါပေမဲ့အဲ့အဲ့စင်းနေမှာကျတော့ဒီအတိုင်းပြောမှအတိတ်ပဲတက်ရောက်မဲ့ ရာမျိုးရှိရမှာပေါ့အဲ့လိုဆိုတော့တချို့တန်ရလို့တွေကိုမပြောစီမဲနဲ့ပြောထားရပါတယ်အဲ့ဒါကဘယ်ဘယ်သူ့ကိုမှဘယ်အဓိကတော့စီပင်ဝန်ထမ်းတွေကိုပေါ့နော်ဒါတောင်းမဲ့ချင်တာဒါစော်ကားထားခြင်းမရှိပါဘူးလို့ဒီ character အရာဒီလောကသူ့အတွက်တင်ငယ်စရာအကိုကသူ့အတွက်ရှက်စရာဆိုပြီးတော့ဒီစန္နာဆိုတဲ့ character ကတင်ငယ်ပြီးတော့သူကအလိုရှားရတဲ့ character ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးပြောရတဲ့အတိုင်းလို့ရေနားလည်ပြီးပါလို့မိသားရဲ့ နေလဲစီမံတန့်ရှင်းဝန်ထမ်းတွေကိုပေါ့နော်ဒါအနေနဲ့အဲတောင်းပန်ချင်ပါတယ်လို့အဲ့လိုမျိုးလေးတုံ့တုံထားတာဖြစ်တဲ့အတွက်ကြောင့်လို့ဒါတာဘက်ကအလိုပြောချင်စိတ်မရှိပါဘူးလို့ဟုတ်အဲတော့ဒီ character အရာကို ကာရိုက်တာကိုတန်တန်ကြီးအနေနဲ့ဝေဖန်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့စိတ်ထဲမပြေဝဘူးပေါ့နော်ဒါမိဘတော်ကဘယ်အလုံးလုံးလို့မိဘမိဘပဲရှက်စရာလို့တွေးရမှာမဟုတ်ဘူးလေဒါဆိုလို့ရှိရင်ဒီမိသားရဲမှာဆိုရင်အကိုကြီးကကြာတော့အကိုကြီးအဖေရအဖေနေရာမှာရှိရတယ်အဲ့ဒါကိုတတတလုံးနဲ့ကျွေးမွေးပြုစုခဲ့တယ်ဆောက်ရှောက်ခဲ့တယ်ဒီကိုရဲ့ဇေယျအကုန်လုံးကိုလည်းအကိုကတာဝန်ယူ ငယ်ပြီးတော့ဒီအလုပ်ကိုရှက်ဆရာမိနေပြီးတော့အကိုကိုလည်းပြောတဲ့စကားတွေကအာဆော်ကားရဲ့စကားတွေပေါ့နော်အဲ့လိုမျိုးဆိုတော့အဓိကဒီကလေးကလေပညာပေးတာလေးပါအဲ့လိုမျိုးဆိုတော့နောက်ပိုင်းမှာတော့အလိုသူ့အနေနဲ့သူ့ကိုပြဖြစ်တာလေးရှိရပါတော့နော်ပြီးတော့တော်တော်ရဲ့ဒီမီဇာဇက်လန်လေးကကြတော့ true story ပါ true story ဆိုတာအပြေလောကမှာရှိခဲ့ဘူးရဲ့မိသားစုတစ်ခုကိုဒီကြိုးယုတ်ခံပြီးတော့ ်ဇက်လန်သဘောလို့ပြန်သွားထားတာပေါ့နော်ဒါကလေကိုမိမြတ်အင်တာဗျူးတစ်ခုမှလည်းဖြေထားတာရှိပါသေးတယ်ဟို90ရာခိုင်နှုန်းလောက်ကအမှန်ပေါ့နော်30ရာခိုင်နှုန်းလောက်ကကြာတော့လေဒီဇက်လန်သဘောရချဲ့ထားတာလေးရှိတာပေါ့နော်အဲ့လို့ဆိုတော့ဒီလို character မျိုးတွေကအပြင်မှာရှိပါတယ်အဲဆိုတော့တအားတို့ကဒီရုပ်ရှင်အနေနဲ့ပညာပေးအနေနဲ့ဒီပြိတက်ကိုချပြထားတာပေါ့နော်ဆိုတော့ဟိုကြည့်ရှုပြီးဝေဖန်အားပေးပါအောင်လို့ဟုတ်ဒီနေ့ကတော့ပုံပြီးပြောရတာနေ ်းလာတယ်မပြောရဘူးသူမိမိကလည်းဒီကားရဲ့အချိန်မှာသူကဒီ shooting စိတ်မော်စားရောက်ပြီးဆိုတာနဲ့အဲ့ဒီအတိုင်းနေတာ character အတိုင်းအဲ့လိုလောမျက်နှာကိုအဲ့လိုမျိုးငယ် ရဲတနာဖို့ကောင်းတယ်ဒီတိုင်းကြည်နောင်ပါလေကိုငငယ်တော့မြတ်သူကားကြီးကြည်ပြီးအမေကတကယ်တည်းကိုမြပကအိုက်တော့အဲ့လိုဆိုလေစင်းမမအဲ့လိုသူကလေရောက်ကြတယ်အဲ့လိုမျိုးလေးအဲ့တော့ကိုကလေကိုကြီးကမဖြစ်တင်ညာဖြစ်တယ်ဆိုတော့မပြောရဘူးဒီလားအဲ့လိုဘယ်တနာမှာဘာလို့အဲ့လိုပြောနေရတယ်ပေါ့နော်ဒါပေမဲ့လေကိုကအရင်ပြောတဲ့ခါကျမှကိုမြင့်ရဲ့ကာရိုက်တာပို့ပြီးတော့ဒီတနာဖို့ကောင်းမယ်ဒီညီမဆိုတယောက်ရဲ့အဲ့လိုပုံစံပုံပေါ်မှာဆိုတော့တော်တော်အာ မယိုင်းထားပါလေအဲ့ထဲမှာเนาะဒါထရီလာကြည့်ရတာအားရဲ့ဒါငါးပြောက်ပုံစံတွေကို ပြောကြသလိုဒါမကျေနပ်ကြသလိုကိုယ်ကညံ့ရဲ့ဒါ idea ကိုကြည့်ပြီး mode ကြရင်လူလည်းရှိရဲ့ဆိုတော့တကယ်လို့အကြည့်မဲ့ဆိုရင်ဒါ tissue ဆောင်ရတော့မယ် tissue ကဆောင်အောင်ပါ tissue ဆို trailer ကြည့်တယ်ကငိုချင်ကြတယ်ဘာလို့လဲဆိုတော့ဒီကားကလည်းအဲ့လိုမငိုချင်ငိုချင်အောင်လုပ်မှာအဲ့တော့ဆောက်လာကလေးကအဲ့လိုတနာဆက်ရမကောင်းကောင်းအောင်လှုပ်ထားပြီးတော့ပိတ်သက်တီကိုလောကမျက်ရည်ချူမဲ့ကားပေါ့နော်အဲ့လိုဆိုတော့ကိုမီမြက်ကိုအရင်တုန်းကအားပေးရပိတ်သက်တီဆိုရင်ပို့ပြီးအောင်မှာငိုရမယ်ချင်ပါရဲ့ရှင်ဟုတ် trailer နဲ့ရတယ်ဆိုတော့ပိတ်သက်တီအားလုံးအားပေးတဲ့ကားဆိုတော့နောက်တော့မှပိတိမြက်ကိုပြောပြပါအရန်ပြောရ ယ်ဒီကိုဒီ character အနေနဲ့အာရွေးချယ်ပေးရဲ့သူအနေနဲ့လည်းဒါမျက်နှာမပြတ်စေရဘူးပေါ့နော်ကို့အနေနဲ့ဒီအကောင်ဆုံးလုပ်ပြနိုင်တယ်လို့လည်းအဲခံစားရတယ်ပြီးတော့ကိုပါဝင်းနဲ့ကဒီလောက်ထိအာဒီပေါ့နော် music မှာအဲ့လိုတစ်ချိန်လုံးတက်လာနေရမြင်ရလေအရန်ပီတီဖြစ်မိပါရဲ့ဟုတ်